အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ traditional indian art တမျိုးဖြစ်တဲ့ rangoli အကြောင်းကိုပြောပြပေးသွားမှာပါရှင် rangoli ဆိုတာတော့ဒီ colorful ဖြစ်တဲ့ရောင်စုံအမုတ်လေးတွေတုံးပြီးတော့အပုံလေးတွေပြီးဆွဲတာပန်းပွင့်လေးတွေအဲ့လိုလူပုံလေးတွေပေါ် ဒီရန်ဂိုလီကိုရေးဆွဲတဲ့အခါမှာအဲ့လိုမျိုးအဆောက်အုံဒီအိန္ဒိယရဲ့အဝင်ဝရီမှာပေါ့နော်အဲ့ဒီကျမ်းပြင်ပေါ်မှာရေးဆွဲလေးရှိတယ်အခုဒါမြင်နေရတော့ကျမတို့ကျောင်းရဲ့ reception area ပေါ့နော်အဲ့ဒီအဝင်ဝနားလေးမှာရန်ဂိုလီဆွဲနေတာဖြစ်ပါတယ် ိုပွဲတော်ရက်ဒီအဲ့လိုမျိုး special occasion တွေရှိတဲ့အခါမျိုးမှာဆိုရင်ပေါ့နော်သူတို့တွေအာရေးဆွဲလေးရှိကြတယ်ဒါတော့အခုအကြောင်းမှာပေါ့နော် festival တကူရှိတဲ့အတွက်ကြောင့်မို့လို့ rangoli ဆွဲနေတာဖြစ်ပါတယ်ရဲ့ rangoli ကိုဆွဲခြင်းအပြင်ပေါ်တော့ကံကောင်းခြင်းတွေကြွယ်ဝခြင်းတွေချမ်းသာခြင်းတွေယူဆောင်လာမယ်ဆိုပြီးတော့ယုံကြည်ကြရဲပေါ့နော် ပြီးတော့ rangoli ကိုဆွဲတဲ့အမျိုးသမီးတွေပေါ့နော်သူတို့ကတော့ယူဆထားတာပေါ့ rangoli ဆွဲခြင်းအပြင်ဒါအဲကောင်းတဲ့တိမ်တိမ်တီကောင်းတဲ့ကောင်းချင်းကန်လီကိုအာဖိတ်ခေါ်ရဲဆိုပြီးတော့ယူဆထားတယ်ပေါ့နော်ဖြစ်တော့လေကျမတို့တီးတဲ့ဒီမေတော်လရှမီပေါ့เนาะသူ့ကိုဟိုဒီမေတော်လရှမီကို welcome လုပ်တယ်ပေါ့เนาะ မေတော်လက်ရှမီကကျတော့ဒီကျွေဝချမ်းသာခြင်းမေတော်ပေါ့နော်အဲ့လိုမျိုးသူကို welcome လုပ်တယ်ဆိုပြီးတော့ဒါအရောအယူဆကြတယ်ပေါ့နော် Rangoli ဆွဲတဲ့ process ကလေ meditative ဖြစ်တယ်တနည်းပြန်လဲစိတ်တည်ငြိမ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ तू က အရန်ကိုစိတ်ရှိရှိနဲ့စိတ်အေးအေးငြိမ်ငြိမ်လေးထားပြီးတော့အသေးချာလေးကိုအမုတ်လေးတွေနဲ့ဆွဲရတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်။အဲကျွန်တော်ဆိုရင်ဟိုသူများတွေဆွဲတာကိုလိုက်ပြီးတော့နည်းနည်းနှမ်းဖြူရတာပေါ့နော်။အဲကိုလည်းမလုပ်တတ်ဘူး။အဲ့အတွက်ကြောင့်မလို့မတည်တတ်ဘူးပေါ့နော်။အရန်ကိုစိတ်ရှိလက်ရှိနဲ့တည်တည်ရှိရှိအေးအေးဆေးဆေးလေးဆွဲပြရတယ်ပေါ့နော်။ ဆိုတော့ဒီဗီဒီယိုလေးနဲ့အတူမိတ်ဆွေတို့လည်း Rankoli အကြောင်းကိုလေ့လာရခွင့်ရအောင်အနေချင်းတင်ပြပေးလိုက်ပါတယ်ရှင်။ကျေးဇူးပေးရရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ပြီးကြွေးမှပြန်တွေ့ကြမယ်နော်။တာတာ။